ဲမင်္ဂလာပါမျိုးတို့ရေအခုရက်တွင်ကတော့ပိတ်ရက်တည်းရတဲ့ခံဟိုပိတ်ရက်တဲ့ဟိုကနန်းနေရာမထွက်တဲ့အတွက်တည်းတည်းရခံပါညာဆိုကနန်းနေရာကပောက်ဒီကပောက်ရှားတယ်ယူပဲနော်ကစားနေကြတာတွေ့ရပြီနော်အဲတော့ကျွန်တော်ဒီမှာကီးထိတ်ကတော့ကျွန်တော်တို့မနေ့ကမှန်ပေမဲ့ဒီကနေ့မှာတော့ကျွန်တော်တို့ပြက်ခဲ့တယ်ပေါ့နော်၅တုံညာအတုံညာ၅တုံဆိုပြီးကျွန်တော်ပေးတာလုံးဝပြက်ခဲ့တယ်ဒီမှာ break ကြတော့လေကျွန်တော်နှစ်ဘရိတ်အရန်ဘရိတ်ပဲထွက်တယ်နော်ဒါပေမဲ့ကီးကတော့မနေ့ကောညာရောအောင်ခဲ့တယ်ပေါ့နော်ဟုတ်လား ဒီမှာကျွန်တော်တို့ဟိုပရိတ်တွေကျွန်တော် ပြောခဲ့တာရှိရနော်2 4 6ပရိတ်တို့ပါတော့အဲအဲ့ထက်မှာတော့ဒီကောင်းလေးနဲ့သွားပြောမှန်တယ်ဗောနော်ဒါပေမဲ့ဒီလိုပရိတ်တွေအများကြီးတဲ့မှာသွားမှန်တာတော့မှန်တယ်လို့ပြောလို့မရဘူးဗောနော်ဒါပေမဲ့ဟိုယူယူယူတဲ့နီးလေးတွေပဲကျွန်တော်ပြောပြခဲ့တာပါဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ကီးတွက်နီးလေးပဲဗောနော်ကီးတွက်နီးလေးရတော့ကျွန်တော်ကီးတွက်နီးလေးအတိုင်းထုံးစံအတိုင်းမာမာတင်နေလေးတွေမလို့ကျွန်တော်ဆက်ပြီးတော့တွက်ပြပါမယ်ဗျာနော် ဲ့တော့ကျွန်တော်ဘယ်အစားတွက်မလဲဆိုတဲ့အခါကျတော့တလေးခွန်ခွန်ကနေစားတွက်လိုက်မယ်ကြာနော်တလေးခွန်ခွန်တလေးခွန်ခွန်ပြီးသွားတဲ့အခါမှာကျွန်တော်နှိရှိတချောက်တဲ့နှိရှိတချောက်နှိရှိတချောက်ပြီးသွားတဲ့အခါမှာခွန်တတချောက်ဆိုပြီးကျွန်တော်တို့ဒီလိုထွက်တာပါတယ်ခွန်တတချောက်ဒီနီးတွေရတယ်ကျွန်တော်တို့နီးတစ်တွေမဟုတ်ပါဘူးเนาะတကယ်ကိုမှန်တဲ့နီးဟောင်းတွေယူရပါပဲเนาะဒါတွေကတော့ဟို တချို့လည်းမြင်လိုက်ရင်တော့တွေ့တတ်မှာပေါ့ဗျာဒါပေမဲ့လဲလို့မသိတာတွေတော့ပါတာပေါ့နော်အဲ့တော့ဒီမှာ2 8ဒီနှလုံးပေါ့3ညဒီ6နဲ့ပေါင်းတဲ့အခါမှာကျွန်တော်တို့6ပဲဖြစ်ပါတယ်တဲ့နော်ဒီက30ရဲ့6ကပေါင်းတော့6နော်6အဲ့တော့6 6ရဲ့နှက်ခက်က9 6ရဲ့ပါဝါ1 6 9 1ဆိုတော့ကြီးဆုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဗားဒီထွက်သွားတဲ့ဆိုတဲ့အခါကျတော့9 9တဲ့ဟော9 9မှာ9တလုံးထိပ်ပြီးအောင်ခဲ့ပါတယ် 56တဲ့56မှာလဲ6တလုံးထိပြီးကျွန်တော်တို့ညာရောမနဲ့ကောအောင်ခဲ့ပါလေဗျနော်ကီးရတော့မအားအတွက်ကီးရတာအဓိကထားပြီးကစားကြပါနော်နောက်တစ်ခါကျွန်တော်တို့နောက်တစ်ပြင်ကိုတွက်ပါမယ်နောက်တစ်ပြင်ကတော့ကျွန်တော်တို့8899တဲ့နော်8 8 99 6248 6248ခွန်ရှိ3ခွန်ရှိ3 35ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါမှာကျွန်တော်တို့တွက်မယ်ဆိုရင်6ရက်2ရက်ပေါင်းတော့8ပါတဲ့8နဲ့5နဲ့ပေါင်းတော့3ပါတဲ့เนาะ3 3ရက်2ခက်က5 3ရက်ပါဝါ8 35ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့65တဲ့65မှာ5တလုံးထိပြီးအောင်ခဲ့ပါတယ်26တဲ့26မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲနောက်တစ်ပြင်တော့တွက်ပါမယ် ်3 3 1 1တဲ့နော်3 3 1 1 1 6 1 6 4 4 6တောညာ966တောညာ966ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတက်မဲ့ဆိုရင်1နဲ့6နဲ့ပေါင်းတော့9ပါတဲ့9နဲ့6နဲ့ပေါင်းတော့9ပါတဲ့ငါ9ရဲ့နှစ်ခက်က3 9ရဲ့ပါဝါ3ည9 3 3ညဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ သုံးညာနှစ်တဲ့သုံးညာနှစ်မှာသုံးညာသလုံးထိပ်ပြီးအောင်ခဲ့ပါတယ်ငါးကိုတဲ့ငါးကိုမှလည်းကျွန်တော်တို့ငါးတုံးထိပ်ပြီးတော့ညာအောင်မယ်လည်းကောအောင်ထပ်အောင်ပါလေဗျအဲနောက်တစ်မျိုးတွက်ပါမယ်နှစ်6 35တဲ့နှစ်6 35ခွန်ခွန်လေးခွန်ခွန်လေးခွန်တဲ့ ကို9သုံးနှင်းဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ခွန်ရခွန်ရပေါင်းတော့၄ပါတဲ့၄နဲ့နှင်းနဲ့ပေါင်းတော့6ပါတဲ့6ရဲ့နှက်ခါက9 6ရဲ့ပါဝါ1 6 9 1ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့3ညာ3တဲ့မအောင်ပါဘူးခင်ဗျာ6တိတဲ့ဟော6တိမှာတော့6ကော1ကောထိပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျာကဲနောက်တစ်ပြန်တော့တက်ပါမယ်ရှင်လေး ခွန်ရှိ၄တိတခွန်ရှိ၄တိ၄နှစ်၆ရှိ၄နှစ်၆ရှိတဲ့၄၆တုံညာ၄နှစ်၆တုံညာ၄ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါတက်မဲ့ဆိုရင်၄ရဲ့နှစ်ကပေါင်းတော့၆6ရဲ့4ရဲ့ပေါင်းတော့3ညာတဲ့3ညာရဲ့နှစ်ခက်ကခွန်း3ညာရဲ့ပါဝါ5 3ညာခွန်5ဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားလဲဆိုတဲ့အခါကျတော့2 3ညာတဲ့ဟော2 3ညာမှာ3ညာ3လုံးထိပြီးအောင်ခဲ့ပါတယ် ခွန်သုံးနဲ့ခွန်သုံးမှာလည်းခွန်တလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးလို့အက6162တဲ့6162နိတိခွန်ကိုရှိတိသုံးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ကိုရဲ့နှစ်ကဲပေါင်းတော့1 1နဲ့3နဲ့ပေါင်းတော့4 လေးရက်နှစ်ခက်ကနှစ်လေးရက်ပါပါကိုလေးနှစ်ကိုဆိုတဲ့ကြီးတောင်းလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့နှစ်သုံးနဲ့ဟောနှစ်သုံးမှာနှစ်သုံးထိပြီးအောင်ခဲ့ပါတယ်6သုံးနဲ့6သုံးမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြုံတက်ပါမယ်ခွန်936တဲ့เนาะခွန်936 3968 3968တဲ့ ခွန်၄၃၅ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ခဲ့ပါတယ်ထွက်ခဲ့တဲ့ဟာကိုကျွန်တော်တွက်မယ်ဆိုရင်ခွန်ရ၃ရဲ့ပေါင်းတော့ခွန်၅နဲ့ပေါင်းတော့နှစ်ပါတဲ့အဲ့တော့နှစ်နှစ်ရဲ့နှစ်ခက်က၄၂နှစ်ရဲ့ပါဝါခွန်နှစ်၄ခွန်ဆိုတော့ဂီ၃လုံးရရပါတယ်တဲ့အဲ့ဒီလိုဂီ၃လုံးရပြီမဲ့အဲ့ဒီနေရာကျွန်တော်တို့ဟိုဟာဆက်เนาะဂျမ်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ညနေပိုင်းမထွက်ဘူးဆိုတော့ကျွန်တော်တို့အဲ့မှာ ဟိုကစင်ကြရဖြစ်ပြီးတော့ကျွန်တော်တို့ပြတ်သွားတာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့30ဆိုပြီးညနေပိုင်းမှာမထွက်တဲ့အတွက်ဒီအပြင်မှာပြတ်တယ်လည်းပြောလို့ရတယ်မပြတ်ဘူးလို့လည်းပြောလို့ရဒီအပြင်ထွက်လာရင်ကျွန်တော်ကဘာဖြစ်မယ်ဆိုတော့ကျွန်တော်မသိဘူးပေါ့နော်ဒါကြလို့သူတို့ဘက်ကပုံမှန်လေးလာသွားမယ်ဆိုရင်အောင်ကျင်တဲ့အောင်မယ်ပေါ့နော်ဒါမှမအောင်ကျင်တဲ့မအောင်ဘူးကျွန်တော်ကပြတ်တာကိုအပြစ်ပြောတာမဟုတ်နော်ကျွန်တော်တို့မအောင်တာကိုပြောပြတာအဲ့တော့နောက်တစ်ပြင်ကိုဆက်တွေ့ပါမယ်တဲ့အဲ့လိုပြတ်လို့ဟိုဖြစ်ရင်ပြန်ဝမှန်ရလားအဲ့တော့၄၃၉၃ တောင်းတောင်းညနှစ်တ6 9 6 9 9ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ထွက်တဲ့အခါမှာဒါကိုတွက်မယ်ဆိုရင်ကျွန်တော်တို့3ရဲ့3ညရဲ့ပေါင်းတော့3ပါတဲ့3ရဲ့2ကပေါင်းတော့5တဲ့5ရဲ့နှစ်ခက်က3 5ရဲ့ပါဝါ3ည5 3 3ညဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ဟုတ်ပြီဒီအပြင်မှာပြတ်ထားတော့ဒီအပြင်မှာပြန်မှန်းလာပြန်ကြည့်ရအောင်4 3ဟော4 3မှာ3 3ထိပြီးအောင်ခဲ့ပါတယ် တလေးတလေးမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျเนาะအဲတော့ကျွန်တော်တို့ကဒီအပင်တပင်နာလေးကျွန်တော်ချွင်းချက်အနေနဲ့ပြောကြရရှိပါတယ်ဗျเนาะအဲတော့ကျွန်တော်ဆက်ပြီးတော့ဒါဆိုရင်ကျွန်တော်တို့မနက်ခင်းတူကိုတွက်လိုက်ကြအောင်6516 16 4 4 4ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်8နဲ့10နဲ့ပေါင်းတော့9ပါတဲ့9နဲ့ ့၄နဲ့ပေါင်းတော့၃ပါတဲ့၃ရဲ့နှစ်ခက်က၅၃ရဲ့ပါဝါရှိ၃၅ရှိဆိုတဲ့ကီး၃လုံးကျွန်တော်တို့ရပါတယ်တဲ့ဒီ၃၅ရှိဆိုတဲ့ကီးကကျွန်တော်တို့မနေ့ကငါအတွက်ကီးပဲဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကထိတ်ကလေးနဲ့စဉ်းစားကြည့်လိုက်အောင်နော်ထိတ်ကတော့ဒီကလေးပြတ်ပါတယ်နော်ကီးထိတ်ကီးထိတ်ပေါ့နော်ကီးထိတ်အဲနောက်တစ်ခါကျွန်တော်ပြောချင်တာဟိုအတန်းနိုင်ဆုံးတော့ကျွန်တော်လည်းကောင်းလို့ရရာတွေရှာပြီးကြံစီပြီးကျွန်တော်လုတ်ပေးနေရပါတော့နော်နောက်ဘက်ကစားပြီးကျွန်တော်မနေ့ပိုင်းဟိုပါပေါ့ ဒီလိုဗီဒီယိုအရှိရတင်ညမတ်တင်မယ်ပေါ့နော်ကျွန်တော်တို့ဟိုမနေ့ပိုင်းလေးအတွက်အနီးကပ်ထိတ်ကလေးတွေပါဟိုဝမ်းချင်းလေးတွေကျွန်တော်ရှာထားနီးလေးတနည်းကိုကျွန်တော်တင်ပေးနိုင်အောင်ကြိုးစားမယ်ဗျာနော်မနေ့ပိုင်းလေးတစ်ချိန်ပေါ့နော်မနေ့ပိုင်းဆိုကျွန်တော်ဟိုသူကညဘက်တော့ပြလို့မရဘူးဗျာအဲဟို10နာရီခွဲနဲ့ဆိုတော့ကျွန်တော်တို့နည်းနည်းတော့ကတိုက်ကြိုက်နိုင်မယ်ပေါ့နော်ကျွန်တော်အဲ့တော့အတူလေးပဲတင်မယ်အရှိဆိုလဲကျွန်တော်ဗီဒီယိုတောင်းလို့မရဘူးပေါ့နော်အဲ့ဒါကိုလိုချင်တဲ့လူကြီးကျွန်တော်တို့နောက်တစ်ပတ်တနင်္လာနေ့ရစပြီးတော့မနေ့ပိုင်းဒီမှာ နော်ကြည့်ပေးဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဒီမှာကြည့်မယ်ဆိုရင်ထိတ်ကဘာရတယ်လဲဆိုရင်ခွန်ဟာ sorry ခွန်နှစ်လေးတဲ့နော်ခွန်နှစ်လေးခွန်နှစ်လေးပါနော်ကျွန်တော်နည်းနည်းလေးဟောဖြစ်သွားလို့ပြင်လိုက်အဲ့တော့ခုနကီးရ358တဲ့358အဲ့တော့ဒီနှစ်ခုကမတူညီရတဲ့ဒီနှစ်ခုပဲကျွန်တော်ပြန်ကတ်မယ်ခွန်3ခွန်5 ခွန်ရှိနဂါနှစ်သုံးနေငါနှစ်ရှိလေးသုံးလေးငါလေးရှိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်เนาะအခုနပြောဖို့ကျွန်တော်ကြံသွားเนาะဒီမှာဟိုဟောပါဘောเนาะကျွန်တော်တန်းသမားတွေတန်းသမားတွေเนาะဒီကနေ့ခင်ဗျားတို့တန်းကအောင်သွားပြီเนาะဟုတ်လားကျွန်တော်တို့တန်တန်းကိုစောင့်ထိုးနေလူကြီးဒီကနေ့ဆိုရင်ကျွန်တော်တို့ ဟိုတန်းဆောင်ထိုးတဲ့လူတွေတော့ပေါက်ကြမယ်ထင်ပါတယ်เนาะကျွန်တော်ကတော့ဟိုဟိုအပြည့်ဘူးเนาะဒီမှာရှစ်လေးเนาะဟိုဒီကြိမ်ထွက်သွားပြီเนาะရှစ်လေးဟာလားရှစ်လေးဒီကြိမ်ထွက်သွားပြီเนาะနောက်ထပ်ကျွန်တော်တို့သူရဲ့ grand name တိုင်းဆိုရင်နောက်ထပ်အနည်းဆုံးဒီကြိမ်နှစ်ကြိမ်ထပ်ပြီးထွက်နိုင်ပါသေးရဲ့ဗျာเนาะသူကအနည်းဆုံးနှစ်ကြိမ်ထွက်ရမယ်ဆိုတော့ဒီကြိမ်ထွက်တာနောက်ဒီကြိမ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ခါတိုင်းပတ်ဒီမှာတော့နှစ်ကြိမ်သုံးကြိမ်အဲ့ဒီလိုမျိုးထွက်တာကြီးပဲဗျာเนาะအဲအဲ့တော့ကျွန်တော်တို့ဒါကကုနာအားလေးကိုသတိရလို့ရှင်းပြတာเนาะအဲ့တော့ကျွန်တော်တို့က ဘရိတ်ပေါ့နော်ဘရိတ်လိုင်းဘရိတ်လိုင်းကတော့ဒီကနေ့ဘရိတ်ကကျွန်တော်တို့အရန်နည်းနဲ့ပဲအောင်သွားခဲ့တယ်ပေါ့နော်အဲအဲ့တော့ဘရိတ်ကဘာလဲဆိုတဲ့အခါကျတော့2 9 6 2 9 sorry sorry နော်4ပေါ့နော်ဟုတ်ပါတယ်4နော်2 9 4ပေါ့နော်2 9 4ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးရှိပါတယ်အဲ့မှာကျွန်တော်တို့က2 9ဒီ main break ဖြစ်ပါတယ်တဲ့နော်အဲ့တော့2 9နဲ့ပတ်သက်တာဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်ဆိုတော့ နှစ်ပေါ့နော်ဒီ48ကြီးတော့ကျွန်တော်မကြိုက်တော့ဘူးနော်အဲ့တော့ကျွန်တော်တို့ကဒီအတိုင်းဆိုရင်ကျွန်တော်တို့ကခွန်9နဲ့45ပဲရှိတော့တယ်နော်ခွန်9ရဲ့45ရဲ့နော်အဲ့တော့ကြိုက်ချင်တဲ့ယူမကြိုက်ချင်တဲ့မယူနဲ့ပေါ့နော်အဲ့ခွန်9နဲ့45ပေါ့ဟုတ်လားကျွန်တော်တို့ကတော့ကျွန်တော်အနေနဲ့ခွန်9နဲ့45ကိုကျွန်တော်အနေနဲ့ကြိုက်တယ်လို့ပဲဆိုရမှာပါပဲဗျာနော်အဲ့မှာကျွန်တော်တို့ခွန်9နဲ့45 အရန်အနေနဲ့ရှောက်ပြောမယ်ဆိုတော့နော်ဒီမှာ၄၃လို့ဟုတ်လား2 5လို့ရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ခွန်9နဲ့4 5ဒါလေးကျွန်တော်အနေနဲ့ဒီကနေ့အကြိုက်ဆုံးဟုတ်ပါဖြစ်ပါတယ်ဗျနော်ကဲအဲ့တော့နောက်တစ်ခု ကျွန်တော်ပြောကြလေးတစ်ခုကြံနေတယ်နော်ခဏလေးစောင့်ပါအဲ့ဒါဗာလဲဆိုရဲ့အခါကျတော့ကျွန်တော်တို့ဒီမှာ ကျွန်တော်ကလန်နာမရှိဘူးเนาะဆာရဲနေပဲကိုဒါအလဲနှလုံးပူရင်းနဲ့အလဲနှလုံးကရှစ်ရှစ်ဆိုပြီးကျွန်တော်ပူပြီเนาะအဲ့ဒါကိုကျွန်တော်ကတ်အများတန်းယူထားတဲ့လူရယ်เนาะအဲ့ဒါပါလဲဆိုတော့တစ်ချောက်တပြားဟာတဲ့เนาะတစ်ချောက်တပြားဟာတဲ့နှစ်ရက်အတွင်းမှာကျွန်တော်တို့ဆင်းနိုင်ပါတယ်တဲ့အဲ့ဒါတော့ကိုဖါကိုကြိုင်ကစားလို့ရအောင်ကျွန်တော်တင်ပေးခြင်းပဲဖြစ်ပါတယ်เนาะနောက်တစ်ခါကျတော့ကျွန်တော်တို့အလဲနှလုံးပူရင်း တချောက်တပြားပေါ့နော်။နောက်တော့အလဲနှလုံးပွင့်ရင်လည်းကျွန်တော် break line တစ်ခုရှိသေးရဲ့ဗျ။အဲ့ဒါလည်းကျွန်တော်လည်းကတ်တရထိုင်းထိုင်းနဲ့ရှာလို့မတွေ့နော်။အဲ့ဒါကျွန်တော်အများနဲ့ရတ်တပံကတ်ယူထားလူကြီးသိပါရဲ့နော်။အဲ့တော့ကျွန်တော်တို့ကကျွန်တော်သတိရတာတော့ဒါပဲဖြစ်ပါတယ်နော်။အဲ့တော့ဟိုတချောက်တပြားလည်းဆင်းနေအောင်မယ်နော်အဲ့ဒါတော့ကျွန်တော်ဘာနဲ့ကတ်ဆင်းမယ်တော့ကျွန်တော်လည်းအတတ်မပြောတတ်ဘူးနော်အဲ့တော့ဒီတချောက်တပြားဆိုတာလည်းဟိုတချောက် မွေးပရိတ်ဆိုတာမျိုးလာပြောတဲ့လူလည်းကျွန်တော်ဒီနေရာမှာပြောချင်မှာမွေးပရိတ်ဆိုတာကျွန်တော်တို့ကနှက်ခတ်ထွက်တာပြီးဖြစ်တဲ့ဒလမ်းမဲ့ဘက်ကိုကျွန်တော်မွေးပရိတ်ပေးလို့ရတယ်ဒီဘက်မှာမွေးပရိတ်ပေးလို့မရဘူးမွေးပရိတ်ကကျွန်တော်တို့တီးတန့်ကျွန်တော်တို့ဟိုဟိုဟာအတွက်ကိုယူခြင်းနဲ့မွေးပရိတ်ဒီဖြစ်အလှုပ်ပေးရတဲ့မွေးပရိတ်ကိုလိုချင်တော့ကျွန်တော်ပိုက်ပါမှာပဲယူလို့ရမှာဖြစ်ပါပြပိုက်ပါမှာတော့ကျွန်တော်တို့တပတ်စာကတ်ပေါ့နော်အဲ့ထင်မှာတော့ကျွန်တော်တို့မွေးပရိတ်ထည့်ပေးပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ ဒီအချိုကနန်းတွေကတွေ့ရတာပါဗျာเนาะဒီမှာကျွန်တော်တက်ပြလို့မရဘူးအဲ့ဒါကြောင့်เนาะအဲ့တော့ကျွန်တော်တို့ဒီတိချောက်ဆွဲတပြားဟာမနေ့ဖက်ငါကိုစင်ရင်ဟိုကြာရင်းနေပေါ့နော်မနေ့ကကြာရင်းနေမှာစင်ရင်စင်မစင်တောက်ကြမှာကျင်းစီစင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တိချောက်ကညာသွားပြင်မနေ့ပိုင်းဟိုမနေ့ဖက်ငါတို့စင်နိုင်ကြီးရှိပါတယ်အဲ့တော့ဒီမှာတိချောက်နဲ့တကယ်လို့ကိုကြိုက်တာလေးရှိရင်လည်းကတ်ကစားလိုက်ပေါ့နော်အဥပမာပေါ့ဟို36တို့ဘာလို့ကြိုက်တဲ့လူမျိုးဆိုရင်လည်းကတ်လို့ရတယ်ပေါ့နော်ကီးနဲ့ ဒီဝမ်းကြီးနဲ့ထိတာပေါ့နော်အဲ့တော့တခြားဝမ်းကြီးကမနေ့ကမအားထွက်ဖို့များပါတယ်ဒါပေမဲ့ဒီမှာတော့လက်တော့ဒီကောင်းနဲ့သွားပြီးတက်ဆိုင်တာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာကိုပရိတ်ရှိရအတွက်36တို့ဘာလို့ကျွန်တော်ကစားမစို့ကစားလို့ရတယ်နော်36တို့ဘာလို့ကစားလို့ရတယ်နောက်ပြီးတော့အဲ ဒစ်ချက်ကတော့မရှိတော့နော်3 6တို့ဘာလို့စားလို့ရတယ်ပေါ့နော်အမကိုဗရိတ်နဲ့လည်းညီရဲ့ဗရိတ်နဲ့ညီရာဆိုရင်လေနော်အဲအဲ့တော့ကျွန်တော်ဒီကနေ့ကတော့ဒီလောက်ပါပဲဒီဟာလေးကတော့ကျွန်တော်ထည့်ပြောတာတာပါနော်ဟိုကစားခြင်းနဲ့လူကစားလို့ရအောင်ပေါ့နော်အဲ့ဒီ6ဆွဲတပြားဟာကျွန်တော်တို့မနေ့ဖငါမှာကျွန်တော်တို့စင်ပုံများပါတယ်နောက်တစ်ခါကျတော့မနေ့ပိုင်းခဏအဲ့တော့ကျွန်တော်တို့ ဟိုနီးတွေကတော့အများကြီးရှိရဗျာနော်နီးတွေကတော့ဟိုကတ်ယူထားရလို့နော်ခင်ဗျားတို့တတိထားနော်မနပိုင်းတစ်ထွက်ထားတာတို့ဘာလို့အဲ့ဒါတွေရှိရနော် ship ship ထွက် ship ထိတ်ထွက်ထားတာတို့အဲ့မှာကျွန်တော်ဗရိတ်တွေပေးထားတာရှိရနော်အဲ့ဒါတွေကကျွန်တော်လည်းကတ်တရားဗျာကျွန်တော်တို့ဒီမမအချင်းနေမကောင်းဗျအဲ့ဒါကြောင့်ကျွန်တော်အခုတော့ဆိုရင်ကျွန်တော်ဖုံးပြောတာတွေကိုအတန်းတန်းဆုံးကျွန်တော်ပိုက်ပေးထားတာညားပါတယ်ဘာလို့လဲဆိုကျွန်တော်တို့တွားလိုက်ရတဲ့နာနေရမှာဟိုစစ်စေးအစစ်စေးတွေအများနေတော့ကျွန်တော်ဖုန်းကိုယူမသွားဘူးအဲ့လိုပိတ်ပေးထားတာများတယ်เนาะကျွန်တော်ယူသွားလဲဒီဖြင့်ဖုန်းမယ်ယူသွားတာ နော်ဘာလို့လဲဆိုတော့ဒီဖုန်းကြီးယူသွားလို့ရှင်ကျွန်တော်ကမှတခါလေးကြာဟိုးအရင်နဲ့ကြုံမှုပါတယ်နော်ရှင်မစစ်ကြီးရရှိနေမှမတူတီသမားကြီးကလှမ်းပြီးတကွန်ကွန်ခေါ်တယ်ကျွန်တော်မှပိတ်ရခက်ဖွင့်ရခက်ကြီးเนาะအားကြောင့်မလို့ကျွန်တော်ဒီရပြင်မဖုန်းမဆက်ပါနဲ့เนาะကျွန်တော်ဖုန်းကင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ပြောချက်ရှိရင်ဘိုက်ဘားပဲလာပြောပါเนาะကဲအဲ့တော့ဒီကနေ့ကျွန်တော်တင်ဆက်မှုလေးဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးရင်เนาะတင်ကနန်းများလေးရလို့အောင်ပွဲတွေရကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ